မင်္ဂလာပါခင်ဗျာမင်းပြေရှရင်းကအကျိုးဆိုပါတယ်ဒီနေ့ကျွန်တော်မျှဝေဝေးခြင်းတဲ့အကြောင်းအရာကတော့ဥစုရေးမင်္ဂလာသုံးပါးပဲဖြစ်ပါတယ်ဘုရားမြတ်စွာဘုရားက မင်္ဂလာသုတ်တရားတော်မှာမာတာပီတူဥပဒ္ဒါနဲ့ဗုဒ္ဓဒါရိုက်တာတင်းကဟောအနာကုလဆရာကမန္တာဣတေမင်္ဂလာမုဒ္ဓမံဆိုပြီးတော့ဟောကြားခဲ့ပါတယ်အရိချက်သုံးချက်ကတော့နံပါတ်1မာတာပီတူဥပဒ္ဒါနဲ့မိဘတို့ကိုလုံးကျွေးပြုခြင်း နမနဲ့ဗုဒ္ဓဒါရတာတင်ကဟောတာမယတို့ကိုကြီးမြောက်ထောက်ဝံခြင်းနမတို့အနာကုလဆာကံမန္တာအလောကို အပြစ်ကင်းအောင်စိစေတေချာအောင်ပြုလုပ်ခြင်းတို့ပဲဖြစ်ပါတယ်။အဲ့ဒီအချက်၃ချက်ကိုမှတ်မိလွယ်စေဖို့အတွက်စီအိုက်တကုံတွင်းမြင့်ကနေကဗျာလေးဝယ်ထားတာရှိပါတယ်။အဲ့ဒီကဗျာလေးကိုကျွန်တော်ဆူပြရပါမယ်။မိမောရွေတောင်းမိပါရွေကို ကောင်းကားဆက်ပေးဝေကြည်ကြည်ရွေတိချကားတာနဲ့မယာ ယောက်စားချင်းမြေဝဲကုန်စီအလောက်သာဝင်းမလီဟင်းနဲ့အပြေကင်းအောင်လှုပ်ပါလေစီစဉ်ကိုဝိတ်ပြူစုရေးပျော်တွေးတုံချဲပေးအေးဒါမှဗုဒ္ဓဝါဒကဗ္ဗမင်္ဂလာတွေအလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ